ားလုံးပဲမင်္ဂလာပါအရောက်စီတိုင်းသခင်ယေရှုခရစ်တော်ထံတော်ပါမလာတော့ငိတ်တဲ့ချင်းဝမ်းမြောက်ချင်းလုံခြုံချင်းပျော်ရွှင်ချင်းအရောက်စီတိုင်းပေါ်မှာတည်ရောက်ပါစေဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဆင်ခြင်ခွင့်အယူဖို့ရန်အတွက်ယုံကြည်သူများအတွက်ဗာကြောင့်နှုတ်ကပတ်တော်လိုအပ်တာလေဆိုတဲ့အရာနဲ့ဆင်ခြင်ဖို့ဖြစ်ပါတယ်ယုံကြည်သူများအတွက်နှုတ်ကပတ်တော်သည်နံပါတ်1ဝိညာဉ်အသက်တာကြီးထွား ပုံရအတွက်ပဲဖြစ်ပါတယ်။ဘေဒုဩဝါဒစာပထမဆုံးခန်းကြီးနှစ်အငယ်၁မှ၃တဲမှာနှုတ်ပတ်တရားဤနှုတ်စစ်အဖြစ်ကြီးပွားမိအကြောင်းပွားစသောတငေကဲ့သို့ထိုတရားနှုတ်ကိုအလွန်လိုချင်သောစိတ်ရှိကြလော။ကျွန်တော်ဒီနေ့တငေကနှုတ်ကိုလိုချင်သလိုနှုတ်ပတ်တော်ကိုလိုချင်သောစိတ်ရှိပါ။ ဆံငတ်တော်စိတ်ရှိပါ။ဘာကြောင့်လဲဆိုရင်ဒီနှုတ်ကပတ်တော်ကပဲကျွန်တော်ရဲ့အတ္တကြီးထွားစေတော်ကြောင့်ဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ခန္ဓာကိုယ်အစာအတွက်အစာဟာရသုံးဆောင်တယ်လို့လူတယောက်ရဲ့ကြည်ထွားဖို့ရန်အတွက်ခန္ဓာကိုယ်ကြည်ထွားလာဖို့ရန်အတွက်အစာနဲ့ရစင်တိုင်းသုံးဆောင်နေတယ်လို့ပဲဝိညာဉ်အစာဖြစ်တဲ့ နှုတ်ပတ်တော်ကိုနေရစင်တိုင်းမှာတုံးဆောင်ဖို့လိုပါတယ်။ဒါမှသာလေကျွန်တော်ရဲ့ဝိညာဉ်သက်တာကြီးထွားမှာဖြစ်ပါတယ်။ဓမ္မနေ့ကတော့ကိုယ့်ရဲ့ဖြစ်ခြင်းကိုတည်စေတယ်ဒီနှုတ်ပတ်တော်အဖြစ်။ယောဟန်ခရီးစင်ကငယ်စကြောက်တယ်မှာတင်းတို့ဒီတဲ့ငါ့ကိုရွေးကောက်ကြတယ်မဟုတ်ငါဒီတင်းတို့ကိုရွေးကောက်တဲ့ဖြစ်တင်းတို့ဒီတွား၍ တီးကြီးသောအတီးကိုတီးမိအကြောင်းအဲ့တော့ကျွန်တော်ဒီနေ့နှုတ်ပတ်တော်အဖြစ်ပဲကျွန်တော်ရဲ့ဖြစ်ခြင်းကိုတီးပြတော့မှာအိုးငါတို့ဟာယေရှုခရစ်အဖြစ်ဘသူဖြစ်ကြောင်းကိုကံကံနန်းနန်းတိစေတဲ့အရာကိုနှုတ်ပတ်တော်အဖြစ်နားလေတဲ့အခါမှာကျွန်တော်ဒီနေ့လေးလေးနက်နက်အသက်ရှင်သွားတယ်ကိုယ့်ရဲ့ဖြစ်ခြင်းယေရှုခရစ်အဖြစ်အိုး ငါဟာဘသူဖြစ်တယ်ဆိုတော့ကိုတီးသွားတဲ့ခါမှာပိုဘရောမလင်းနေတယ်ပိုဘရောမတံပိုးထားတယ်ကိုယ့်ရဲ့တက်တာကိုပိုပေါ်တန်းတန်းအသက်မရှင်တော့ဘူးဆိုတော့ကိုတွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ဖြစ်ခြင်းကိုသိစေတာကနှုတ်ကပတ်တော်ကဖြစ်တဲ့အတွက်ကျွန်တော်တို့နှုတ်ကပတ်တော်လိုအပ်တာဖြစ်ပါတယ်နံပါတ်3ငိန်သက်ခြင်းကိုပေးတယ်တရား19ခုမြောက်သောဆာလာငွေ165ရဲမှာတရားတော်ကိုနှစ်သက်တော်သူတို့၌ ကြီးစွာသောငွေဝတ်ခြင်းရှိပါ၏သူတို့စိတ်ပျက်စရာအကြောင်းမရှိကျွန်တော်ဒီနေ့တရားတော်ကြည်ဟူသောနှုတ်ကပတ်တော်ကိုကျွန်တော်ဒီနေ့လိုပါတယ်သူနှုတ်ကပတ်တော်ကသာလေငင်တချင်းပေးနိုင်တာဖြစ်တယ်လောကမှာတတိမီဒီယာတွေကလူကိုကြောက်ရွံ့ချင်းပေးတယ်တုံ့လှုပ်စေတယ်ကြောက်ရွံ့စေတယ်မိတ်ဆွေတင့်ရတတာထဲမှာနှုတ်ကပတ်တော် မြတ်မြတ်တို့ထားပါထို့နှုတ်ကပတ်တော်ကသာလင်တည့်ရတ္တာထဲမှာလောကမှာစိတ်ပြည့်စရာအကြောင်းလေးရှိပေမဲ့စိတ်စိတ်ပြည့်ခြင်းမရှိရလို့နှုတ်ကပတ်တော်ကသွန်သင်ထားပါတယ်ဒါကြောင့်နှုတ်ကပတ်တော်ကငိန်သက်ခြင်းကိုပေးတဲ့အတွက်နှုတ်ကပတ်တော်ကိုတို့ထားဖို့လို့ဆောလိုပါတယ်နံပါတ်၄ချက်ကတော့လမ်းညွှန်မှုပေးတယ်ပြည့်ပြင်ပေးတယ်တရား၁၉ခုမြောက်သောဆာလအငယ်၁၅ နှုတ်ပတ်တော်တဲ့ကျွန်ုပ်ရှည်ခြင်းမှာမီးခွက်ပြည့်၍ကျွန်ုပ်လမ်းရှိကိုလင်းစေပါ၏ကျွန်တော်ရဲ့အသက်တာလမ်းမှန်ရောက်ဖို့ရန်အတွက်မှန်ကန်သောလမ်းမှသွားနိုင်ဖို့ရန်အတွက်နှုတ်ပတ်တော်ကလမ်းညွှန်ပေးတယ်နှုတ်ပတ်တော်ကပြပြင်ပေးတယ်ဒါကြောင့်တင်းရဲ့အသက်တာမှာနှုတ်ပတ်တော်လမ်းညွှန်မှုအတိုင်းလက်လျှောက်အသက်ရှင်ပါလို့အားပေးချင်ပါတယ်နံပါတ်၅ယုံကြည်ခြင်းကိုခံခံစေတယ်ယုံကြည်ခြင်း၌တိုးပွားစေတယ် ယောမဩရာဇခန်းကြီး30ဆက်ကွန်တို့ဖြစ်၍ယုံကြည်ခြင်းသည်ဂျာနာခြင်းအဖြစ်ဖြစ်ဂျာနာခြင်းသည်လည်းဘုရားခင်စကားတော်အဖြစ်ဖြစ်ယုံကြည်ခြင်းခံခတ်ဖို့ရန်အတွက်ကျွန်တော်တို့ဘုရားစကားများများဂျာနာဖို့လိုတယ်ယုံကြည်ခြင်း၌တိုးပွားဖို့ရန်အတွက်နေ့ရက်စဉ်တိုင်းမှာဘုရားစကားတော်သို့နှုတ်ပတ်တော်ကိုများများကြားဖို့လိုပါတယ်ဘုရားစကားများများကြားမှဘုရားစကားများများခံယူမှ ကျွန်တော်ရဲ့တက်တာထဲမှာယုံကြည်ခြင်းနဲ့ခိုင်ခန့်လာမယ်ယုံကြည်ခြင်းနဲ့တိုးပွားလာမယ်ဆိုတော့ကိုကျွန်တော်အားပေးချင်ပါတယ်နံပါတ်6အနေနဲ့စုံလင်တော်သူဖြစ်လာစေတယ်နှစ်တိခရီး36စကွန်ဒဲမှာဖျားခင်လူဒီစုံလင်တော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုစေခြင်းကပြင်ဆင်တော်သူဖြစ်မြဲကြောင်းကျွန်တော်ဒီနေ့အငယ်16ထဲမှာ ထိုစံစာရှိသည်များသည်ဘုရားတခင်မဟုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ဒါကြောင့်ဘုရားကကျွန်တော်ယုံကြည်သူရဲ့အတ္တကိုစုံလင်တော်သူကောင်းတော်မှုအမျိုးမျိုးနဲ့ပြုစုဖို့ရန်အတွက်သူကိုယ်တိုင်ကပဲပြုပြင်ပေးတာဖြစ်တယ်။ဘုရားကိုယ်တိုင်ကကျွန်တော်ကိုရွေးနှုတ်ကယ်တင်ဒါသည်ကျွန်တော်ရဲ့အတ္တမှာစုံလင်တော်၍ပြည့်စုံတဲ့၍ကြီးထွားရင်ကျက်စေခြင်းတော် ဖျားရှင်ဖြစ်ပါတယ်အဲ့တော့ဖိလိပ္ပိအခန်းကြီး23တဲမှာလဲအကြောင်းမူကားတင်တို့ဒီအလိုရှိစေခြင်းကလည်းကောင်းအကျင့်ကျင့်စေခြင်းကလည်းကောင်းတင်တို့အထင်၌စေတနာတော်အားဖြင့်ပြုပြင်တော်မူသောသူကဖျားခင်ပေသည်လို့ပြောပါတယ်ကျွန်တော်ရဲ့အသက်တာမှာလှပလာအောင်ပုံသွင်းပေးနေတယ်လှပလာအောင်စုံလင်လာအောင်ပြည့်စုံလာအောင်ပုံသွင်းပေးနေတာကဖျားခင်ပဲဖြစ်ပါတယ် ို့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ကိုပုံသွင်းပေးနေတယ်။လမ်းပြနေတဲ့ဥဆောင်နေတဲ့အတွက်မိတ်ဆွေစုံလင်တော်အွေအထီကိုဘုရားကတင်နေကျွန်တော်ကိုဖြစ်စေချင်တာဖြစ်ပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်ကိုနေရာပေးပါ။နှုတ်ကပတ်တော်ကိုတင်ရတတာထဲမှာဆံကမှုရှိပါ။ကျွန်တော်ရတတာမှာစုံလင်တော်အွေအထီကိုဖျားခင်ပို့ဆောင်ပေးမှာဖြစ်တယ်ကျွန်တော်ရဲ့အသက်တာဒီအိုး မြေကင်တော့ပဲဖြစ်ပါတယ်။ဦးမြေကဒီလိုပြုတ်ပြေမှာဒီလိုလှုပ်ပါဆိုပြတော့မှလှုပ်တဲ့သူကိုမပြောနိုင်တယ်လို့ကျွန်တော်ရဲ့အသက်တာမှာဖះကိုနေရပြီးပြီးတော့မှဖះရဲ့ပုံသွင်းခြင်းကိုပဲကျွန်တော်ခံယူရအောင်။ဖះကငါမတတ်နိုင်ပါငါမလှုပ်နိုင်ပါကိုတော်ကပဲပြုတ်ပြင်ပါဆိုပြီးတော့မှကျွန်တော်ရဲ့အသက်တာတရားမှတရားပုံအပ်ထားပြီးတော့မှဖះကပုံသွင်းမှသာလျှင် ျွန်တော်ရဲ့သက်တာပြည့်စုံသောအရေးအထီးကိုဘုရားကပုံသွင်းပေးမှာဖြစ်တယ်။စုံလင်တဲ့အရေးအထီးကိုဘုရားကလှုပ်သွားပေးမှာဖြစ်တယ်။ဒါကဘုရားရဲ့သဘောဖြစ်တယ်။ကျွန်တော်ဘက်ကပုံသွင်းပေးဖို့ကျွန်တော်ရဲ့နှလုံးသားတကားဖွင့်ပေးတော့မှဘုရားရဲ့ပြုတ်ပြင်ခြင်းကိုခံဖို့ပဲလိုပါတယ်။ဒီနေ့ယုံကြည်သူရဲ့သက်တာအတွက်နှုတ်ကပတ်တော်လိုအပ်တဲ့အကြောင်းကိုပို၍ပြီးနားလည်နိုင်ဖို့အတွက် နောက်ပတ်တော့ပြနေငယ်နိုးစောချင်ပါတယ်ရောက်ချင်းစီတိုင်းပြရှာထူကောင်းကြည့်ပေးပါစေ